ဟဲကောင်တွေငါဒီပါကွာငှော့စောင်းကြပါဦးဟာတငယ်ကျွန်းတွေရဲ့လက်ထဲမှာရေနစ်ထားတဲ့အလောင်းတလောင်းကိုခက်ခွန်တွေကဘလို့မှပြန်မထူးကြဘူးဒီနေ့ဖတ်ပြမှာကတော့လူဝင်စားစတိုရီပဲဖြစ်ပါတယ်ရေးထားတဲ့သူကကိုချန်းထီလာမြေဖြစ်ပါတယ်မင်္ဂလာပါအင်နော်ရေးပေ့ချ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်သူ့နာမည်အရင်ကကိုခက်အသားကညိုညိုအရက်အမောင်းမနှိပ်မမြင့်နဲ့ခန့်ချောချောတယ် ကိုခဲရဲ့မွေးရစာတီးကအေယာဝတီတိုင်းဖြာဖို့ဘိုကလေးနယ်ပဲဖြစ်ပြီးတော့မိဘတွေကတော့ဆန်ဆက်ပိုင်ရှင်တွေဖြစ်တော့ပေါ့ကိုခန့်တူဦးလေးတော့တာကိုခန့်မွေးလာတဲ့ကမိဘတွေရဲ့စီးပွားရေးတွေကလည်းတဟုံထူးကြီးပွားတိုးတက်လာခဲ့တယ်။အဲ့တော့မိဘတွေအပြင်ဆွေမျိုးတွေကလည်းဖူးဖူးမုံချစ်ကြတာပေါ့။အရန်အောင်မြင်နေတဲ့ဆန်ဆက်လုပ်ငန်းအပြင်လေဧကထောင်ချီပန်ဆိုင်လာခဲ့ပြီးရန်ကုန်ဘက်ကိုသွားလာဖို့တမော၃လေးစီးကိုလည်းကိုခန့်ရဲ့မိဘတွေကပိုင်တယ်လေ။ကိုခန့်ဆယ်တန်းအောင်ပြီးတဲ့အချိန်မှာ ရန်ကုန်မှာတောက်တူဆက်တက်ဖို့ဆိုပြီးဆယ်မန်ကုန်းဘက်ကကြီးမားကျယ်ဝန်းတဲ့ခြံကြီးတစ်ခြံကိုဝယ်ယူတယ်။နောက်ပြီးကြတော့ဆွေဆွေမျိုးနီးစက်တဲ့ဆွေမျိုးနီးစက်တဲ့အချိန်မှာအာကိုရတဲ့ပေါ့နော်။၄ငါးဦးနဲ့အတူကိုခန့်လို့မိသားစုနေထိုင်တာပေါ့။ရွာမှာရှိတဲ့ဆန်ဆက်နဲ့လင်မီတွေကိုတော့ကိုခန့်ရဲ့ဦးလေးဖြစ်သူဥပတုံနဲ့တွဲပြောင်းထားခဲ့တယ်။ရွာတော့တလားတစ်ခေါက်လောက်ပဲဆန်ဆက်ကိစ္စနဲ့တခြားအရေးကြီးကိစ္စတွေအတွက်ပဲပြန်လာပေါ့လေ သူ့ရဲ့သူ့ရွာကိုကိုပိုင်တမောနဲ့ပြန်ပြီးသူ့ရဲ့လုပ်ငန်းတွေကိုလည်းစီမံခန့်ခွဲတတ်တာပေါ့ဥပသူကတစ္ဆာရှိတဲ့သူတယောက်ဆိုတော့စီးပွားရေးလုပ်ငန်းတွေကိုမျက်နှာလွှဲလို့ရတယ်ကိုခန့်ကြောင်းတက်နေစဉ်၄ညလုံးလုံးမိသားစုတွေရန်ကုန်မှာနေထိုင်ပြီးကိုခန့်ရဲ့မိခင်ဖြစ်သူကတော့ကိုခန့်ကိုရန်ကုန်မှာရှိတဲ့ပညာတတ်အမျိုးသမီးတယောက်နဲ့အိမ်တော်ချပေးခြင်းလားသားရမြည်ရနဲ့အတူနေချင်တာပေါ့ဒါပေမဲ့ကိုခန်းကတော့အိမ်တော်ပြုတ်ချင်းအိမ်တော်ပြုတ်လို့လည်းစိတ်မရှိသေးဘူးနောက်မွေးရမြည်ဖြစ်တဲ့အဲ့လိုအေယာဝတီ တိုင်းလေးမှာပဲသွားပြီးပြန်နေကြတာလေဒါနဲ့ရန်ကုန်မြို့ကိုစွန့်ခွာမိသားစုတွေရွာကိုပြန်လာကြတာပေါ့ရွာကိုပြန်ရောက်တော့ကိုခန့်တယောက်ပြောလိုက်တာမှတော်တော်ကြီးကိုပြောတာလေတငယ်ချင်းတွေနဲ့ပြောလိုက်ပါလိုက်စံဆက်လုပ်ငန်းကိုဦးစီးလိုက်နဲ့ကိုခန့်တယောက်သဘောတွေတွေ့နေတာပေါ့ရန်ကုန်တက္ကသိုလ်တက်နေစင်မှာလုံးဝချစ်သူယူဆမထားဘူးတဲ့ကိုခန့်တယောက်တဖက်ရွာကတကြီးရဲ့သမီးဝါဝါမြင့်ကိုမြင်နာနဲ့နှစ်သက်သဘောကျခဲ့တယ်ဒါနဲ့ကိုခန့်ကသူ့ရဲ့ဆန္ဒတွေကိုမိဘတွေကိုပုံပွက်လင်းလင်းပြောပြလိုက်တဲ့အခါမှာ ဆန်ဆက်ပိုင်ရှင်တထိတ်လင်များလည်းတဖက်ရွာမှာရှိတဲ့တကြီးရဲ့အိမ်ကိုချောင်းပေါက်မတက်သွားပြီးရွှေလန်းငွေလန်းတွေဖောက်တာပေါ့လေတကြီးလင်များကလည်းလူကက်ခတ်မညံ့ကြသူတွေဆိုတော့တမီးရဲ့အလောက်တမီးတမီးကိုပေါ့နော်နားဝင်အောင်ဖြောင်းပြပြောဆိုပြီးကိုခန်းတို့မိသားစုနဲ့ဆွေမျိုးတော်ဆက်ဖို့လက်ခံလိုက်တယ်ကိုခန်းတို့ဘက်ကလည်းတူဦးဒီတော်သားလေးဆိုတော့လေအေးကပေါင်းများစွာအပြင်တမောနစီကိုလက်ဖွဲ့မယ်ပြောပြီးလဝတ်လက်စွာများစွာကိုတရိုးသမီးလေးအတွက်စင်မြန်းလက်ဖွဲ့ဖို့ပြင်ဆင်ပြီး မင်္ဂလာရက်မြတ်ရွေးချယ်မင်္ဂလာဆောင်ကိုအကြီးအကျယ်ဆောင်ပေးဖို့ပြင်ဆင်တာပေါ့မင်္ဂလာပွဲအတွက်လိုလေသည်မရှိစေရဆိုတဲ့ပုံစံနဲ့ပဲတခါလေပြင်ကြဆင်ကြတာပေါ့ငွေကြေးချမ်းသာငွေကြေးချမ်းသာကြတဲ့သူတွေဆိုတော့ခန်းဝင်ပစ္စည်းတွေအကအစတခြားလိုအပ်တဲ့ပစ္စည်းတွေအစုံရန်ကုန်ကမှာယူကိုခန်းကိုမင်္ဂလာဆောင်ပြီးမှနေထိုင်ဖို့ကျွန်းနိုင်လုံးတွေနဲ့တုံမိုးတွေကာထားတုံမိုး ေါ့နော်သမိုးပြင်ကနှစ်ထပ်အင်ဂျင်ကိုလည်းစောက်လို့လည်းပြီးရောအရာအားလုံးကြော်စံအတိပြီးတဲ့အနေထားကိုရောက်လာခဲ့တယ်။ဝေးလာကလေးကပြည့်ပြည့်စုံစုံနဲ့ဘဝကိုဖျက်ဆီးခဲ့တဲ့ကိုခန့်အတွက်အရာရာဟာရေးတင့်ကြတယ်လေ။ဘဝကိုပေါပပပနဲ့ပြပြပပတငယ်ချင်းတွေနဲ့တောက်စားပျော်ပါရင်တနေ့မှာတော့တငယ်ချင်းတွေမြေကမ်းမမှာရေကူးရင်ကိုခန့်တယောက်ရေနစ်ပြီးကွယ်လွန်ခဲ့တာပေါ့။ကိုခန့်တိလိုက်တဲ့အချိန်မှာတငယ်ချင်းတွေသူ့ကိုအသေးအံလိုက်ရှာနေတယ် ဖေးကောင်မေငါဒီမှာကောငါ့ကိုစောင့်ကြအောင်လေတငယ်ချင်းတွေရဲ့လက်ထဲမှာရှည်နှစ်ထားတဲ့အလောင်းတစ်လောင်းကိုခန့်ခေါ်နေရဘလူးမပြန်မထူးကြအောင်တငယ်ချင်းတွေအားလုံးလည်းမျက်နှာတွေကမကောင်းစက်တီတိနေတာပေါ့ကိုခန့်ရဲ့အလောင်းကို မိခင်ဖြစ်သူမြင်တော့ငိုလိုက်တာမှအယံပဲตาလီအသေးဆုံးနဲ့တေးရတာမြင်တော့ဘယ်လို့မှမခံစားနိုင်ဘူးလေအဖေလို့သူကလည်းမျက်ရည်ပြီးမျက်ယူပြီးချက်ဇနီးတွေကိုနှစ်သိမ့်ဖို့စကလုံးတွေကလည်းကင်းမဲ့နေရှာတာပေါ့အဲ့ဒီညဖို့ကိုခန့်အတွက်ဘဝတွေခြားနားသွားပြီ ်အိမ်မနေခွင့်မရတော့ဘူးရွာနောက်ဖက်မှာရှိတဲ့တင်းကြိုင်းထဲမှာရှိတဲ့ညောင်ညောင်မုတ်စိတ်ပင်ရဲ့အကိုင်းဖြားပြေးသေးလေးမှနေစရာရတာပေါ့ကိုခန့်ကြည့်လိုက်တော့တစ်ပင်တစ်ပင်လုံးဒီပါ နေထိုင်သူတွေအပြည့်အဝအများကြီးရှိတနေ့တနေ့အစာစားဖို့တော်တော်ပဲကြိုးစားရတယ်အစာစားခွင့်ရတယ်ဆိုပေမဲ့လည်းစိတ်ထင်တိုင်းမစားပဲသူ့ထက်အရင်ရောက်နေသူတွေနဲ့အကောင်ကြီးမားတဲ့သူတွေကိုပဲဦးစားပေးဦးစားပေးရတာပေါ့လေတနေ့မိုးရမ်းရွာတဲ့နေ့မှာဆိုရင် ကိုခန့်တို့အပြင်မှာမိခိုးသူတွေအားလုံးမိုးတဲ့ရေထဲမှာခက်ခက်ခဲခဲနေထိုင်ကြတယ်။ဒီပင်ကြီးကိုရောက်ပြီးတိတ်မကြခင်မှာပဲကိုခန့်အတွက်အခွင့်အရေးတရက်ပေါ်လာခဲ့တယ်။ကိုခန့်တင်းကျိုင်းကြီးမှာနေထိုင်တဲ့အိမ်တန်းလေးတွေမှာဥအောင်မြင့်ရဲ့ဇနီးဒေါ်မြတ်ဟာနေ့စဉ်မနက်တိုင်းမနက်ပိုင်းဖျောက်စွန်းတော့ကက်မြေတားပို့အမျှဝေးပြီးတဲ့အချိန်မှာစွန်းတော့စွန့်တဲ့အခါညောင်မိုးစိတ်ပင်ကြီးအနားမှာစွန်းတော့စွန့်ရင် မြင်အပ်မမြင်အပ်ပုံကိုယ်တွေကိုအမျှပေးဝေပြီးသူ့ရဲ့တဲလင်းစီပြန်လာတာပေါ့လေနောက်ရများမှာဒေါ်မြန်ရဲ့အနောက်ကိုလိုက်ဖို့ကိုခန့်စူးစမ်းပေမဲ့ဒေါ်မြန်ရဲ့တဲနီးမှာရှိတဲ့အဆောင်ရှောက်တွေကြောင့်ကိုခန့်အနားကိုကတ်မရပဲရှိတာပေါ့လေနေတိုင်းဒီဘဒေါ်မြန်ရဲ့တဲလင်းနီးကိုလိုက်သွားခဲ့ပြီးကန်ကောင်းတဲ့နေ့လေတနေ့မှာတော့တောအတွင်းထဲမှာမှာတော့တဲအတွင်းရှိ ရေအိုးစင်လေးပေါ်မှာရေတောက်တဲ့ဖလားပလက်လေးဟာ ပက်လက်အနေထားမို့အဲ့ဒီရေခွက်လေးတဲကိုအဆက်အပြောက်လေးအဖြစ်ကိုခန့်ဝင်ပြီးနေရာယူလိုက်တယ်ခဏကြာမှတော့အိမ်အလုပ်တွေလုပ်ကမ်းရင်းမောလာလို့ဖလားလေးနဲ့ရေခက်ပြီးတော်မြိုင်အာရပါရတခွက်ခွက်ရေကိုတောက်ချလိုက်ပါတော့တယ်တိတ်မကြမိပါပဲတော်မြိုင်တယောက်ကိုဝင်ရှိလာတယ်ကိုလာလွယ်ဆယ်လားမြောက်မှာလုံးဝသားယောက်ျားလေးတယောက်ကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့တယ်မိဘနှစ်ပါးစလုံးကသားလေးကိုတော်တော်ကြီးကိုချစ်တာ ဒါနဲ့မောင်တန်းလိုင်းလို့အမည်ပေးလိုက်တာပေါ့မောင်တန်းရဲ့အထက်မှာအကိုတယောက်ရှိတယ်မောင်တန်း၅နှစ်သားအရွယ်နောက်ရောက်တဲ့အချိန်မှာအရင်ဘွားကမိဘဟောင်းတွေကိုတွေ့ကျင်လုံးလို့တတော်ကြီးကိုပူဇော်တာပေါ့လေမိဘတွေကလည်းယုံတဝက်မယုံတဝက်နဲ့မို့မောင်တန်းရဲ့ပြောစကားအတိုင်းအစတော့လက်မခံပဲညင်းပယ်အစအစပိုင်းမှာတော့လက်မခံပဲညင်းပယ်ခဲ့ကြတာပေါ့လေနောက်ဆုံးပြောမြတဲ့အစုံမောင်တန်းလမ်းညွန်တဲ့အတိုင်းတစ်ဖက်ရွာကိုလှေလော်ပြီးလိုက်ဖို့ကြရတယ် အရင်ဘွားကမိဘတွေကတော်တော်ကြီးကိုအိုမင်းနေပြီမောင်တန်းပြောသမျှအားလုံးမှန်ကန်နေတာမို့တချိန်ကသူတို့ရဲ့သားကိုခန့်ပြန်ဝင်စားတာကိုလက်ခံသွားကြပါတော့လေကိုခန့်မသေးဆုံးခင်တော့မသေးဆုံးခင်ပေါ့နော်လက်ထက်မဲ့အမျိုးသမီးကအသက်30ကျော်တော့ရှိနေပြီလေတဘဝလုံးအိမ်တော်မပြုတ်တော့ဘဲနဲ့တရားဓမ္မနဲ့တော့အဖို့ပြုတ်နေထိုင်သွားတယ်လို့ကိုခန့်တယောက်တီးခွန်ရလိုက်တယ်စစ်ကြီးပြီလို့မောင်တန်းတို့မိသားစုရန်ကုန်မှာရှိတဲ့စင်ချိန်ဖုံးရက်ွက်လေးမှာနေထိုင်ရင်း အသက်16နှစ်အရွယ်မှာအစိုးရဌာနတစ်ခုမှာအလုပ်ဝင်လုပ်တယ်။ယခုပေါ်မှာသူ့ကိုချစ်ခင်ဆုံးမဲ့တဲ့အိမ်တော်ဘက်နဲ့အတူသမီးနှစ်ယောက်တားနှစ်ယောက်မွေးဖွားခဲ့ပြီးဟိုရင်ဘဝကလိုပဲအရက်ကိုတော့ချိန်နှစ်သက်ခဲ့ပြီး2000ပြည့်နှစ်ရဲ့မိုးရင်းကာလမိုးရင်းကာလရဲ့မနက်အစောပိုင်းအချိန်ကာလလေးမှာမိသားစုနှုတ်ဆက်ပြီးလောကကြီးကနေအပြေးပိုင်ထွက်ခွာသွားခဲ့တယ်သိရတယ်အဖေကွယ်လွန်ချိန်ကတော့အသက်62နှစ်အရွယ်ဖြစ်ပြီးအခုတော့ကျွန်တော်တို့ဘဝတွေကအဖေထွက်ခွာသွားခဲ့တာ 23နှစ်တန်ခဲ့ပြီဖြစ်လို့နှစ်တွေကြာကြောင်းခဲ့ပေမဲ့အဖေနဲ့ပတ်သက်တဲ့အမှတ်တရတွေအားလုံးကျွန်တော်တို့မမေ့နိုင်တော့ဘူးလို့ထင်ပါတယ်ခင်ဗျာ။